းခဲ့တဲ့ပိုင်းမှာတော့အဲလီစဘက်ရဲ့တမန်တော်စွမ်းအင်တွေကနှုတ်ထလာခဲ့ပြီးဒူစီယိုက်ခုနှစ်ပါးကဟန်ဒရီဆန်ကိုတကုံပြေးနေပါတယ်သူတို့ဘလောက်ပဲဒီကိုက်တန်ရပေးပေးဘာမှမဖြစ်ဘူးဖြစ်နေတာကြောင့်ကိုသာအားလုံးကိုတခုခုပြောလိုက်အောင်လို့မယ်လီယိုရက်စ်ကပြောလိုက်ပါတယ်ကိုသာတယောက်ပြီးခဲ့တဲ့တိုက်ပွဲမှာခေါင်းပြတ်သွားလို့အားလုံးကတိတ်ပြီးလို့ထင်နေပေမဲ့ခေါင်းကိုကင်တာကသူမျက်မှန်ကိုရှာနေပါတယ်ခေါင်းပြတ်တာတောင်ကိုသာတယောက်ဘာလို့မတည်သေးတာလဲလို့သိချင်နေကြရတယ်မလားအဲ့ဒါကိုတော့နောက်ပိုင်းတွေမှာတိလာကြရမှာဖြစ်လို့အဲ့ဒီတော့မှပဲရှင်းပြပါတော့မယ်ကိုသာကသူမျက်မှန်ကိုကောက်တက်လိုက်ပြီး program ဆို ိုတဲ့အစွမ်းနဲ့အကုန်လုံးစီကိုလန်ဆော့တွေလိုက်ပါရယ်အစီအစဉ်တွေအားလုံးကိုကောင်းတဲ့ထည့်ပေးလိုက်ပြီးတဲ့နောက်မှာတော့အကုန်လုံးမဲ့အတူတူလှုပ်လိုက်ကြစို့လို့မယ်လီယိုဒက်စ်ကပြောလိုက်ပါရယ်မော်စွာရီအားလုံးကိုမယ်လီယိုဒက်စ်ကထုတ်လုပ်လိုက်ပြီးဟန်ဒရီဆန်စီကိုပြေးဝင်သွားခဲ့ကာအကုန်လုံးကမယ်လီယိုဒက်နဲ့ဟန်ဒရီဆန်ကိုရှီတမြမော်စွာရီနဲ့ဝိုင်းပစ်ခဲ့ကြပါရယ်ငါ့ကိုတားဆီးဖို့အတွက်နဲ့မင်းကိုမင်းစလီတော့မယ်ပေါ့တတိစွမ်းရီကတော့လေးစားစရာပဲဒါပေမဲ့ထိခိုက်တဲ့သူကမင်းတယောက်ပဲဖြစ်နေတာနော်လို့ဟန်ဒရီဆန်ကပြောနေခဲ့ပါရယ်ဒါပေမဲ့မယ်လီယိုဒက်စ်ကတော့ပြုံးမဲ့ပြနေခဲ့ကာဟန်ဒရီဆန်ကိုကော မယ်လီယိုဒက်စီကိုပါအကုန်လုံးကမော်ဇန်အားတွေအားလုံးကိုပစ်ပေးနေကြပါတယ်ဘန်ကလည်းမယ်လီယိုဒက်စီကိုသူစွာအားတွေအကုန်ထုတ်ပြီးတော့တိုက်ခိုက်လိုက်ပြန်တာကြောင့်ဟန်ဒရီဆန်ကလည်းခုမှနားလည်သွားပါတယ်မယ်လီယိုဒက်ကတိုက်ခိုက်မှုတွေအားလုံးကိုစူးစီးထားပြီး revenge ဖူကောင်တာဆိုတဲ့အကွက်ကိုထုတ်သုံးပို့လုံးနေခဲ့တာလည်းဖြစ်ပါတယ်ကိုပိုင်မော်ဇန်အားတွေအားလုံးကိုမတုံမဲ့ဖယ်ထုတ်လိုက်တော့တိုက်ခိုက်လာသမျှမော်ဇန်အားတွေကိုလက်ခံပြီးတချက်တန်းနဲ့ပြန်ထုတ်လွှတ်တာမျိုးလည်းဖြစ်ပါတယ်ဒါပေမဲ့အတွားနှစ်ဘက်ပါတဲ့ဓာတ်သားလိုမျိုးသူများတိုက်ခွက်တွေကိုလက်ခံတာကသူ့ကိုအတူလဲသိစေနိုင်ပါတယ်ဒီတိုက်ခွက်ကအကောင်းဆောင်ရာအတီမဲ့ဖြစ်ပြီးတော့သူ့ရဲ့ အတွက်ချက်မှုအရဒီတိုက်ခွက်ကိုတုံးပြီးမယ်လီယိုရက်တက်ရှင်နိုင်ကြီးက0.2%ပဲလို့ကိုတာကပြောနေပါတယ်။ထွက်ပြေးဖို့လုပ်နေတဲ့ဟန်ဒရီဆန်ကိုဂရီယာမိုကလည်းသူ့ရဲ့ဘာဖက်ဘောနဲ့ချုပ်ထားပေးခဲ့ပါတယ်။အခုထိသဘောမပေါက်သေးဘူးလားဟန်ဒရီဆန်။ကြီးမားတဲ့စွမ်းအားတွေကိုမင်းရဲ့တတ်မှတ်မှုတွေကအရေးကြီးတဲ့အရာအလုံးကိုပြည့်စည်ပြလိုက်ပြီဆိုတာကိုလေလို့မယ်လီယိုရက်ကပြောကကြီးမားလာတဲ့ပောက်ကွဲမှုနဲ့အတူဟန်ဒရီဆန်ကိုမုန်းချေပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့စွမ်းအားတွေအလုံးကိုထုတ်သွင်းလိုက်ရတာကြောင့်မယ်လီယိုရက်တယောက်ကလည်းပင်ကုန်းကြလာခဲ့ကအဲလိစ်ဘတ်ကမယ်လီယိုရက်ကိုပြေးပွေခဲ့ပါတယ်။ အဲ့ဒီအချိန်မာလင်နဲ့အတူဘယင်ကြီးကလည်းပြန်ရောက်လာခဲ့ပါတယ်မာလင်ဘတ်တာရော့ကိုကူးတာတာရောပြီးသွားပြီလားလို့မယ်လီယိုဒက်စ်ကမေးလိုက်တော့မျက်စိရှိမှတင်ပျော်စရာကောင်းတဲ့နဇိုလော်ကာရဲ့လိုဝတ်ချက်ကိုတင်ယူလိုက်ရတဲ့အတွက်ထင်သားတာတက်ကိုလှုပ်ပြစ်သွားတယ်လို့ပြန်ပြေးလိုက်ပါတယ်အရှင်မင်းကြီးကိုမင်းကစံတက်ခံပစ္စည်းနေနဲ့ထားလိုက်တာပေါ့လေလို့မယ်လီယိုဒက်စ်ကလည်းပြုံးပြီးပြန်ပြောလိုက်ပါတယ်ဘယင်ကြီးကိုတွေ့တော့မြင်းမျက်စိတွေရဲ့အားလုံးကဒူထောက်လိုက်ကြကကျွန်တော်မျိုးတို့ကလမ်းမရောက်ခဲ့ကြပါတယ်အပြစ်ဒဏ်ကိုခံယူဖို့တင်ပါပဲလို့ပြောလိုက်ကြပါတယ်ကောင်းပြီဒါဆိုမင်းကိုနာခံကြမင်းတို့တွေအား လုံးအခုကစားပြီးတာဝန်ကနေနိုင်ရဆိုတာမရှိတော့ဘူးမင်းတို့ရဲ့ပြည်ထောင်ကဘလို့ပဲကြီးကြီးတစ်တစ်ခန်းစားရတဲ့ပြည်သူတွေရဲ့နာကျင်မှုတွေဒုက္ခတွေကတော့ပြောင်းမသွားဘူးအခုကစားပြီးတိုင်းပြည်ရဲ့မြေမြစစ်တီတွေအနေနဲ့တိုင်းပြည်ကိုပြန်လည်တည်ဆောက်မှုမှာအချိန်မကြာစေပဲပြည်သူတွေကိုကူညီပါလို့ဘရင်ကြီးကအမိန့်ချမှတ်လိုက်ပါတယ်မယ်လီယိုဒက်စ်နဲ့ဂျန်နေဒူးစရိုက်ခုနှစ်ပါမင်းတို့ကတိုင်းပြည်ပေါ်မှာကောင်းကျိုးပြုခဲ့တယ်တစ္ဆာပေါင်းပြည်တမတ်ခံထားရတာတောင်မှတိုင်းပြည်ကိုကာကွယ်ပေးခဲ့တယ်ပြီးတော့တမီးကိုလည်းကာကွယ်ပေးခဲ့တယ်ဘရင်တယောက်အနေနဲ့ရောအဖေတယောက်အနေနဲ့ရောလှိုက်လိုက်လေလေကျေးဇူးတင်ပါတယ် လို့ပြောလိုက်ပါတယ်။အဲလီစ်ဘတ်ကိုလည်းမင်းတကယ်တမ်းမလာပြီပေါ့လို့ဘယင်ကြီးကပြောလိုက်ပါတယ်။ဒါပေမဲ့တငယ်ချင်းပြစ်တူဟောရဲ့တက်ပေးစားခဲ့ရတဲ့အတွက်အဲလီစ်ဘတ်ကတော့ငုံနေပါတယ်။ဟောကမင်းကိုပြစ်တင်မှာမဟုတ်ပါဘူးလို့မယ်လီယိုဒက်စ်ကနှစ်သိမ့်ပေးနေခဲ့ကဘန်ကလည်းဝက်စီယာကြီးမင်းဘော့ကိုငါတို့တငယ်ချင်းမဟုတ်ဘူးဆိုပြီးတော့စိုးစိုးရွားရွားတွေပြောဆိုမိခဲ့တယ်။တောင်းပန်ပါတယ်ကွာ။ငါကြီးရတဲ့သူတွေအကုန်လုံးကငါနာကနေထွက်သွားကြတယ်လို့ပြောနေပါတယ်။ဒါပေမဲ့နောက်ဆုံးမှကံကောင်းချင်းတွေထွက်ပေါ်လာတယ်လေ။အဲဒီတိုက်ခွန်းမှာခေါင်းဆောင်ငါတည်သွားရင်ငါတို့ရဲ့အောင်နိုင်မှုကဝမ်းနေစိုးနေစရာကြီး ဖြစ်နေမှာလို့ကိုသာကအလိုက်မသိတာပြောနေခဲ့ကအကျွမ်းရံစာကောင်းဆောင်ရဲ့တည်ဆုံမှုကငါတို့တိုက်ပွဲတရားမှုတော့တုံညာပဲလို့ပြောနေပါတယ်ဘာမှမနှစ်နာသွားဘူးလေလို့ဘန်းကိုပြောနေတာကြောင့်ဒေါသထွက်သွားခဲ့ပြီးကိုသားကိုတိုက်ခိုက်ဖို့လုပ်နေလို့မာလင်ကဝင်တားလိုက်ရပါတယ်နေပါအောင်ဘန်းကိုသာကဘသူ့ကိုမှတိုက်ခိုက်လို့စိတ်မရှိပါဘူးသူ့ကိုခွင်လွှတ်လိုက်ပါလို့ပြောနေပါတယ်သူပါလို့စိတ်တူနေရလေလို့ကိုသာကမင်းနေခဲ့ကနင်းကိုငါပေးထားတဲ့တန်ချက်ကကိုဘယ်ရောက်သွားပြီလဲလို့မာလင်ကမေးခဲ့ပါတယ်ပြစီသွားပြီလေလို့ပြောတော့မကြခင်မှာတစ်တခုပြန်လုပ်ပေးမယ်လို့မာလင်ကပြောလိုက်တယ်ဟော့ အခုမင်းမရှိတော့ငါတို့ဆိုင်ရဲ့ကျွင်းချန်တွေကိုဘသူကစားပေးမှလဲလို့မယ်လီယိုဒက်စ်ကလည်းဝန်းနေနေပြီးအခုဒီအောင်ပွဲတွေအားလုံးကဝက်ဆရာကြီးကြောင့်လို့ပန်ကပြောနေခဲ့ပါတယ်ပြန်လာခဲ့ပါကွာအဲ့ဒီလိုဆိုနေတိုင်းကျွင်းချန်တွေကိုတုံ့စားပူကြွေးပါမယ်လို့မယ်လီယိုဒက်စ်ကပြောနေတော့အဲလစ်ဘတ်ကလည်းငုံနေခဲ့ပါတယ်အဲ့ဒီစကားကိုမမေ့နဲ့တော့ဆိုတော့ဝက်ဆရာကြီးရဲ့တန်ထွက်လာကမိကျွမ်းနေတဲ့ခန္ဓာကိုယ်ကငွေပြန်သွားပြီးအထဲကနေဝက်တေးတေးလေးတစ်ကောင်ကထွက်ပေါ်လာခဲ့ပါတယ်မင်းအသက်ရှင်နေသေးတာလားလို့မယ်လီယိုဒက်စ်ကမေးတော့အဲ့ဒီလိုတင်တာပဲလို့ဟော့ကပြောခဲ့တယ်အကုံလုံးကလည်းဟော့လေအသက်ရှင် ေသေးတာကြောင့်ပျော်ရှင်သွားခဲ့ကြကဒါပေမဲ့ယင်ကထက်တော့ဟောကကောင်တီတီတာတာတေးသွားခဲ့ပါတယ်။အရန်ကိုမျက်ရည်ချူတဲ့ဝက်ကလေးပဲလို့မယ်လီယိုဒက်စ်ကပြောပြီးတဲ့နောက်မှာတော့အဲလီစဘတ်ကသူ့ရဲ့နှုတ်နှလုံးကြားထဲမှာမယ်လီယိုဒက်စ်ကိုညှက်ပေးခဲ့ပါတယ်။ဒါကနာဘူးကြနေတာမဟုတ်ပဲမယ်လီယိုဒက်စ်ရဲ့တန်ရာတွေကိုကူတာပေးနေခဲ့တာပဲဖြစ်ပါတယ်။တခင်မယ်လီယိုဒက်စ်ကလည်းအမြဲတမ်းမျက်ရည်ချူနေတာပဲလေလို့အဲလီစဘတ်ကပြောကနှစ်ယောက်သားကဖတ်ထားလိုက်ကြပါတယ်။ဖရိုနီကာကညီမလေးလို့အော်ခေါ်လိုက်တော့သူမလည်းယန်းကိုပြောရှင်သွားခဲ့ကညီမလေးကမမကိုကယ်လိုက်တာလို့ပြောလိုက်ပါတယ်။ကြည့်ရတာ တော့အလုံးပြီးသွားပြီတင်းနေတော့လို့ဟောကပြောနေခဲ့ကဒါနဲ့ပါလို့ဝက်စရာကြီးကဒီလောက်တီးသွားတာလဲလို့ပန်ကမေးလိုက်ပါတယ်ခုတော့အရာအလုံးဟာပြီးဆုံးသွားခဲ့ပြီလေဖြစ်ပါတယ်မောင်မောင်မဲမဲတွေဘမမမရှိတော့ဘူးပဲလို့မယ်လီယိုဒတ်စ်ကပြောတော့တူမော်ဇွန်နဲ့လေးလာကြည့်ပြီးပြီးဘာတော့မျက်မှုမှမရှိဘူးလို့မာလင်ကပြောခဲ့ပါတယ်ဒါပေမဲ့ခေါင်းဆောင်ဟန်ဒရီဆန်ကိုနိုင်တယ်လို့ကြားပြီးပြီးချင်းငှက်လို့လို့ပါလို့လို့တကူကတောင်ဘက်ကိုပြန်သွားတယ်ဆိုတာကိုလူတွေမြင်လိုက်ရတယ်လို့ပြောခဲ့ပါတယ်အဲ့ဒီစကားကိုကြားပြီးတဲ့နောက်မှာတော့မယ်လီယိုဒတ်စ်ကစိတ်ညစ်သွားပုံရကမျက်နှာရှုံ့မဲ့နေပါနဲ့ငါက နာဝေကြီးကိုရောက်နေဦးမယ်လို့အာတာကိုပြောထားခဲ့ကြောင်းမာလင်ကပြောလိုက်ပါတယ်တော်ဝတ်ဒူးစိုင်းမာလင်ကဒူးစိုင်းခုနှစ်ပါးအနေနဲ့အတူလက်တွဲဖို့ချိန်ကြပြီလေလို့လည်းပြောလိုက်ပါတယ်ဒတိုင်းမီလုံးကပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လဲတည်ဆောင်းနေချိန်မှာကင်းကားတော့မှန်တွေ့နေပါတယ်အကြောင်းကတော့ဒီဟာနဲ့တယောက်ခေါင်းဆောင်နဲ့အလစ်ဘက်ရဲ့ချိန်တွေကိုမြင်ပြီးစိတ်ထကြနေတော့မှပဲလို့တွေးမိနေတာကြောင့်ပဲဖြစ်ပါတယ်ဒါပေမဲ့ဒါကဒီဟာနဲ့ငါ့ကိုကြွေလာမယ်ခွင့်ရေးပဲလေလို့ပြောနေပြီးမပြောရဲဖြစ်သွားပြန်တာကြောင့်ဘာကခွင့်ရေးလဲလို့ဒီဟာနဲ့ကလမ်းမေးလိုက်ပါတယ်တေးသေးလေးဖြစ်နေတဲ့ဒီဟာနဲ့ကိုတွေးတော့ကင်းကားအမြန်ပြေးသွားလိုက်က ာမာလင်ကသူ့အစွမ်းနဲ့အရင်တကျုပ်လို့မပြီးမချင်းဒီဟာနဲ့ကိုကောင်းတေးပေးထားတာဖြစ်ပါတယ်။ကင်းကတော့တေးသေးကြီးကြီးဒီဟာနဲ့ကဒီဟာနဲ့ပဲလို့ပြောနေခဲ့ပါတယ်။ဟုတ်သားနဲ့မနှက်ပြန်ကတိုင်းပြည်ပြန်လဲဒူတောင်ရေးပွဲဆိုတော့တယောင်ယောင်နဲ့တူတူရောက်လဲပါလားလို့ကင်းကပြောနေခဲ့ကအမှန်တော့သူကတူတူသွားခြင်းပေမဲ့မပြောရတာကြောင့်ကောင်းဆောင်ပြပြမေးကြည့်ပါလားလို့ပြောနေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီဟာနဲ့ကတော့ကင်းအတူတူပွဲကိုသွားကြမလားလို့မိန်းကလေးဘက်ကစာပြောရပါတော့တယ်။ဂျယ်ရီဂျိုးကတော့သူ့မော်စွမ်းရီပြောက်သွားလို့စိတ်တူနေခဲ့ကပန်ကသူ့ကိုပြင်ပြောင်းနေခဲ့တင်ပေးထား ားတာကိုပြန်တွေးနေမိပါတယ်။ကိုအီလာကတော့ကိုသာနဲ့အတူတူရှိနေပြီးရာဂတုစရိုက်ဆိုတဲ့အတိုင်းတကယ်ကောင်းပါပဲ။ဟော့ကိုတော့ဘန်ကစားကောင်းနေချက်ကျွေးနေခဲ့ကဂီတန်နာကအယက်ပါလိစီကိုလာလေခဲ့ပါတယ်။မယ်လီယိုဒက်စ်ကျွန်တော်ဒီမျိုးကနေထွက်သွားတော့မယ်။လောက်ခဲ့တဲ့ပြစ်တွေကခွင်းလွှတ်နိုင်စရာမရှိဘူးမလားလို့ပြောနေပါတယ်။မယ်လီယိုဒက်စ်ကတော့မင်းတဘောပဲလေမင်းတော်လူကြီးဖြစ်လာပြီပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီညမှာမာဂရက်နဲ့ဂီတန်နာတို့ချစ်သူနေရောက်ဟာအနန်းပန်းချွေခဲ့ကြပြီးဘိုးအလီကတော့စီကားနေပါတယ်။နောက်တစ်ရက်မှာတော့အကုန်လုံးကမောက်နေကြပြီးမ မယ်လီယိုတဲ့ဟင်ဂျက်စကီကြောင့်အမူးတောင်ပြေးသွားခဲ့ကြပါတယ်။ ဆုံးအဲဒီနောက်မှာတော့မပြေးသေးတဲ့တိုက်ပွဲကိုတိုက်ခိုက်ဖို့အတွက်မယ်လီယိုဒက်စ်ကဘန်းကိုခေါ်ခဲ့ပါတယ်မယ်လီယိုဒက်စ်ကဥကြီးရှိတဲ့ခန်းကြီးကိုတွားလိုက်ကကြည့်ရတာအဲဒီလူကမင်းကိုတပ်ဖို့ကြာရှုံးခဲ့တဲ့ပုံပဲမယ်လီယိုဒက်စ်လွန်ခဲ့တဲ့နှစ်သုံးတာကအတိုင်းပုံကမပြောင်းသွားဘူးနော်လို့ဥကြီးတွေကတန်ပိုင်ရှင်ကပြောနေပါတယ်ကြောက်နေတာလားဒီကိုလာတာကလွန်ခဲ့တဲ့နှစ်သုံးတာကတိုက်ပွဲကိုပြန်စားခြင်းလို့လားစိတ်မကောင်းစွာပြောရရင်ငါခန္ဓာကိုယ်ကိုပြန်ရဖို့တိတ်မလို့တော့ဘူးလို့ပြောနေပါတယ်မဟုတ်ဘူးမင်းကတငယ်ချင်းကိုမဟုတ်တာရင်းနဲ့ယုံမတွင်းနဲ့လို့မယ်လီယိုဒက်စ်ကပြောတော့တငယ်ချင်း င်ဟုတ်လားငါတို့ပြန်ပြတွေကအနက်တွေလူသားတွေနဲ့ဘလူးတွေပြီးတော့နဆိုးချင်းချင်းတောင်မှလေဒီကဘာမှာမင်းရဲ့တငယ်ချင်းဆိုတာမျိုးကမရှိဘူးလို့ပြောခဲ့ပါတယ်တနာစီရပဲလူတွေကိုမင်းယုံတယ်လို့လူတွေကမင်းကိုပြန်ယုံကြည်မယ်လို့ထင်နေတာလားမင်းကိုနဆိုးတကောင်လို့ပဲတတ်မှတ်ထားတာလို့ပြောနေခဲ့တာကြောင့်ဥချိုကိုမယ်လီယိုဒက်စ်ကပြည်စီပြစ်လိုက်ပါတယ်အခုတော့မယ်လီယိုဒက်စ်နဲ့ဘန်တို့ရဲ့တိုက်ပွဲကိုအကုန်လုံးကလာရောက်အားပေးနေကြပါတယ်လောဘမြေခွေပန်ဒူးစရိုင်း9ပါးရဲ့9ခုသောစီကံတွေကစီမင်းနံပါတ်6အဖွဲသားတွေထဲမှာဒက်ရှ်မန့်ဖြစ်လာခဲ့ ဲ့ရင်ကြံတဲ့လူတွေထံကလက်သေးရများကိုယဉ်ခံယူရမယ်ခေါင်းဆောင်နဲ့တူတေကိုတေချမယ်ဆိုရင်တော့ကြံတဲ့၄ယောက်ကလည်းစီမင်းနိုင်လို့ဆောင်ရလိမ့်မယ်လို့မာလင်ကပြောလိုက်ပါတယ်။ မာလင်ငါတို့ကအခုတူတေကိုတေချမှာမဟုတ်ဘူးစီမင်းနံပါတ်၅တဘောထားချင်းမတိုက်ဆိုင်တာရှိခဲ့ရင်တိုက်ခိုက်ခြင်းဖြင့်ဖြစ်ရှင်းနိုင်တယ်ဆိုတဲ့အချက်ကြောင့်ပဲလို့ပန်ကပြန်ပြောလိုက်ပါတယ်မာလင်ကဘာမှထိန်းစေရမလို့ပဲကောင်းကောင်းတိုက်ခိုက်လို့ရအောင်လို့ဘာဘက်ကျူးကိုဖန်တီးပေးလိုက်ပါတယ်တယောက်နဲ့တယောက်တဲတန်ချနေကြပြီမဲ့ရာလကထွက်မလာတဲ့အချိန်မှာတော့ဘယင်ကြီးကရစ်ပြော်အမြင်တစ်ခုကိုရခဲ့ပါတယ် ဟောက်ဇာနဲ့ဂင်တို့ကလည်းဒီဟာနဲ့ကိုတဘောကြတဲ့အတွက်စကားများပြီးတော့တိုက်ပွဲတစ်ခုဖြစ်သွားခဲ့ပါတယ်။ကင်ကလက်နက်မပိုင်အားနေတယ်ဆိုတဲ့အတိုင်းပွဲစားစားချိန်မှာတင်ရှုံသွားပါတယ်။ဖန်ကတော့ဟန်တာဖက်စ်နဲ့လူတိုင်းစီကနေစွမ်းအားတွေကိုခိုးလိုက်ပြီးအစကုံတီးနေခဲ့ပါတယ်။မယ်လီယိုဒက်စ်ကလည်းတူရဲ့နှစိုးပုံစံကိုတုံးပြီးတိုက်ခိုက်ပေးနေခဲ့ကနေဝင်တဲ့အချိန်အထိသူတို့နှစ်ယောက်ရဲ့တိုက်ပွဲကမပြီးသေးပါဘူး။နှစ်ယောက်လုံးမော်သွားတဲ့နောက်မှမှတိုက်ပွဲကပြီးသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘန်ကပဲမယ်လီယိုဒက်စ်ကိုကြည့်ပြီးပြန်လာခဲ့ကငြင်းငြင်းရေးယူနိုင်ခဲ့ကြပါတယ်။ဒီဟာနဲ့ကင်တို့တွေ ကလည်းပြန်လဲတူထောင်ရင်းညမှာတော်တော်ကိုဆင်ပြေသွားခဲ့ကြပြီးနီနီကကရှိနေခဲ့ကြပါရယ်ဂီတန်နာကိုလိုင်းနောက်ရက်နေတဲ့ VVN ကိုတော့မာလင်ကဖန်ခဲ့ပြီးချိန်စာလက်စွပ်တစ်ခုကိုတဆင်ပြေခဲ့ပါရယ်နောက်ထပ်ဂီတန်နာကိုနောက်ရက်ရင်လာမာတယ်လို့ရွတ်ဆိုလိုက်တာနဲ့ချိန်စာကအသက်ဝင်ကခန္ဓာကိုယ်တစ်ခုလုံးကိုပြည့်စုံမှာပဲဖြစ်ပါရယ်အဲအတွက်ကြောင့်ဂီတန်နာကိုမကောင်းတာတစ်ခုလုံးလို့မရတော့ပါဘူးပြောရရင်ဝူခုံးရံကောင်းစိုးလိုမျိုးစိတ်ရင်းတွေကိုတင်းကျုပ်တဲ့သဘောပေါ့ VVN ကသူ့ကိုအခုလိုလုံးတော့မာလင်ကိုနဲ့ဆိုပဲလို့ပြောနေပါရယ်တကယ်ဆိုနေကခွင့်မလွတ်နိုင်စရာဖြစ်ကိုကျူးလွန်ထားတာ န်ဒရီဆန်ကိုကူညီပြီးနဇိုးတွေကိုတတ်တွင်ခဲ့တယ်နဇိုးတွေကဘလို့လဲဆိုတာကိုနေမတည်ဘူးလားလို့မေးလိုက်ပါတယ်အဲ့ဒါကရင်မကြည့်ဘူးလေငါတို့ကအနီးအောင်နဇိုးကိုလေးလာပြီးလို့မိခိုးရောက်နဇိုးကိုဇက်လေးလာနေတာ မတော်လို့သူတို့ပေါ်လာခဲ့ရင်တောင်ငါတို့မှနိုင်ယူဖို့နီးလန်းရှိပြီးသားပင်းနှက်ပြန်မှဆွမ်းရှိရလေလို့ Vivian ကပြောနေပါတယ်အဲ့ဒါကိုဘသူကဖန်တီးခဲ့တာလဲလို့ Marlin ကမေးတဲ့အခါ Master ဖန်တီးပေးခဲ့တာပါလို့ Vivian ကပြန်ပြောခဲ့တယ်ဒါဆိုဖန်တီးတဲ့သူအနေနဲ့တတိပေးမယ်ပင်းနှက်ပြန်မှဆွမ်းကအနီးနဲ့မိခိုးရောင်နဆိုးတွေပေါ်မှာပဲလှုပ်လှုပ်တယ်လို့ Marlin ကပြောတဲ့အခါနဆိုးကအနီးနဲ့မိခိုးရောင်ပဲရှိတာမဟုတ်ဘူးလားလို့ Vivian ကပြန်မိခဲ့ပါတယ်အနီးနဲ့မိခိုးရောင်နဆိုးဆိုတာတာမန်ရိုးရိုးအစီကံနဆိုးတွေပဲသူတို့တတ်ပုံပြီးဆွမ်းတတ်တဲ့နဆိုးတွေများကြီးရှိသေးတယ်ကြောက်ဖို့အကောင်းဆုံးကတော့ နဇိုးတွေအားလုံးကိုအကျိုးတဲ့နဇိုးပရင်ပဲပညတ်တော်ဆယ်ပါးဆိုပြီးလည်းရှိကြသေးတယ်သူတို့သာတကယ်ပေါ်လာခဲ့ရင်ဗြိတိန်းနီးယားဆိုတာခဏလေးနဲ့တင်ခန့်ရမှာပဲလို့မာလင်ကပြောလိုက်ပါတယ်နောက်ရက်မှာတော့ဒူစီယိုင်းခုနှစ်ပါးကကမလောကိုထွက်သွားတော့မယ်ဆိုတော့အဲလစ်ဘတ်ကလည်းလိုက်သွားခြင်းနေပါတယ်ဒီတကောက်ကြီးကပိုကကဲမှာပြလို့ဘရင်ကြီးကတော့လိုက်မသွားစေချင်ခဲ့ပါဘူးဒါပေမဲ့မယ်လီယိုဒက်စ်ကတော့အဲလစ်ဘတ်ကိုဒူရိုနဲ့တူတူလိုက်ခဲ့မလားခုနှစ်ယောက်မပြည့်သေးဘူးလေလို့ပြောကာလာခေါ်သွားခဲ့ပါတယ်ဘရင်ကြီးဖက်ဒရာတယောက်ပဇန်ဟောင်းသားနဲ့မတားနိုင်ခဲ့တော့ပါဘူးဘန်ကတော့သူသွားစရာလေးရှိသေးလို့ နည်းနည်းနားယူခြင်းနဲ့ကိစ္စလေးတွေရှင်းပြီးရင်ချက်ချင်းပြလာခဲ့မယ်လို့ပြောကာနှုတ်ဆက်သွားခဲ့ပါတယ်။ဒါနဲ့မှလည်းမင်းကိုလွန်ခဲ့တဲ့ဇနီးတော်ကကိစ္စကြောင့်မေးခြင်းတယ်လို့မယ်လီယိုဒက်စ်ကပြောတော့အလွန်ရှည်လျားတဲ့ဇလန်တော်လို့မာလင်ကပြောလိုက်ပါတယ်။ စိတ်မူပါနဲ့နောက်တနေရာမရောက်ခင်အထိအချိန်ရှိသေးတာမို့အေးအေးဆေးဆေးပြပြပေါ်လို့မယ်လီယိုရက်စ်ကပြောခဲ့ကဒီတွေးဆောင်မှုကတိုက်ဆိုင်တာလားကန်ဂျမာလားမျောလင်းချက်ရှိတာလားမရှိတာလားဒူစီယိုက်9ပါးရဲ့နောက်ဆုံးပွဲဝင်ကိုရှာဖို့တခင်မယ်လီယိုဒက်စ်နဲ့ကျမရဲ့စွန်းစားကန်တင်ကိုစတင်ပါပြီလို့အဲလီဇဘက်တယောက်ဟာစိတ်ထဲမှာတွေးနေခဲ့ရင်7 Deadly Sins Season 1ကတော့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ် Season 1ရဲ့ဆုံးမှာတော့မငိုပါနဲ့ငါတို့တွေနောက်ထပ်တွေ့ရအောင်မှာပါမယ်လီယိုဒက်စ်လို့ list ကပြောပြီးတည်ဆုံးထားတဲ့အတိတ်ကလာသားဝင်ငန်းတစ်ခုနဲ့ဆုံးတတ်ထားပါတယ်